အာဒီလိုတဲ့ရင်ကြားရတော့တကယ်ဝမ်းသာမိပါတယ်ဒီမင်းကလေးတယောက်တက်တယ်မဟုတ်ဘဲနဲ့ဒီထိုင်းနိုင်ငံမှာရှိတဲ့ဒီအမျိုးသမီးတိုင်းအတွက်ပါအတုံးဝင်တဲ့အရာတစ်ခုဖြစ်တယ်ပေါ့ဖြစ်နိုင်ရင်တော့ဒီကတမတလာတဲ့ချိန်မှာဆိုရင်နောက်ခွင့်ပေးရတော့ညာမျိုးသမီးတိုင်းအတွက်အကောင်းဆုံးဖြစ်မယ်လို့ထင်တယ်ပြီးတော့အကျိုးကျေးဇူးအများကြီးရမယ်လို့ထင်တယ်ဘာလို့လဲဆိုတော့သူတို့ဒီလိုမျိုးနာကျင်ခက်ခဲနေတဲ့ချိန်မှာအိမ်မှာအဆောင်မှာကိုကိုကောင်းကောင်းမွန်မွန်နဲ့နာခွင့်ရတဲ့စိတ်ပျော်ရွှင်မှုတွေကိုလည်းအဲဒါရှော့ကြစီမျိုးရှိရပါတော့ တို့ကဒီကအမျိုးသမီးတမတာလာတဲ့ချိန်မှာနားရခွင့်ပေးမယ်ဆိုတာတကယ်မြင်ပြမှာရောဒီလိုလက်တွေ့မှာတကယ်ရှိလာနိုင်မလားပေါ့ပါကြောင့်လေဆိုတော့လွန်ခဲ့တဲ့တင်းတင်းနေနေလောက်မှာဆိုရင်ဒီက info အမျိုးသမီးတွေကိုနားခွင့်ပေးပါလို့ဒီကရွှေပြောင်းလို့သမားတွေတောင်းဆိုလာတယ်တွေ့ရတယ်ဒီအမီပြီမှာဆိုရင်တရားရခိုင်နှုန်းမှာ25ရခိုင်နှုန်းလောက်ပဲတွေ့ရတယ်ပေါ့နော်။နားရခွင့်ပေးတာတို့တန်းနဲ့95ရခိုင်နှုန်းကကျတော့ဘလို့နားရပေးတာတွေမရှိဘူး။နားရပေးရင်တော့မှလာစာဖြတ်ခွင့်ရတယ်ရှိရပေါ့နော်ဆိုတော့ ိမ်ဖော်အမျိုးသမီးတွေနာခွင့်တော်မှကောင်းကောင်းမွန်မွန်မရဘူးဆိုရင်ဒီကတမန်တာလာတဲ့ချိန်မှာအလုံနာခွင့်ပေးမယ်ဆိုတော့ဖြေးလာနိုင်မလားပေါ့